ှင်။ PM Daily Report ကနေနိုဝင်ဘာလ18ရက်နေ့မှာပြောပြပေးပဲဖြစ်စဉ်လေးတွေကတော့တနင်္လာရီနေ့နထိုးကြီးမြို့နယ်တို့မှာစစ်မှုရန်တပ်သားတဲ့နှစ်ဦးကလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်။ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာ ကြားဖြတ်များကို အပိဒတ်နှိမ်နှင်းတော့မယ်လို့စစ်တပ်လက်အောက်ခံကရင်နယ်ရောင်းဆောင်တပ် PGF ကထိုင်းသတင်းမီဒီယာများကို ခေါ်ယူပြောဆို ပေါက်ခေါင်းမြွနယ်မှာဆိုင်ကယ်၅စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်စစ်တပ်ဘက်မှသုံးဦးသေပြီးဆိုင်ကယ်နဲ့ခဲယံများတိမ်းစီးရရှိပေါက်မြွနယ်မှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်ပြီးပြည်သူ9ဦးကိုတပ်ဖြတ်ကား၄ကြောင်းနဲ့ဆက်တိုက်ဖုံးကျဲပါလက်စတိုင်းနိုင်ငံလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ထပ်ပြောစတဲ့အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် တနင်္လာရီတိုင်းတနင်္လာရီမြို့နီးမှာရှိတဲ့အောက်ကင်းရွာခြေဆိုင်ခမာယာ99တရင်ကစမူရန်တပ်သားတအူးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတာဝန်ရှိသူတအူးကပြောပါရယ်အောက်တိုဘာ၁ရက်နေ့တနင်္လာရီမြို့နီးရှိ အောက်ကင်းရွာခြေဆိုင်ခမာယာ99တရင်ကစမူရန်တပ်သားမောင်ဆုံးသည်တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံဆက်သွယ်ပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါရယ် အလင်းဝင်စစ်မှုထမ်းတပ်သားမှာအမေဝမ်းတနတ်တလက်ကြီပေါင်း၅ခုကြီ၂၀တောင်ယူဆောင်လာပြီးစစ်မှုထမ်းတပ်သားမှာဘုတ်ပြင်းမြို့နယ်စကခ73မှာမွမ်းမံတင်နှံနှစ်ပတ်တရောက်ခဲ့ပြီးရနောက်မြိတ်မြို့တရ3တပ်ရင်းကိုပို့ဆောင်ခံခဲ့ရကြောင်းအဲ့ဒီနောက်အောက်ကင်းရွာခြေဆိုင်ခမရ99ခွန်တပ်ရင်းကိုရောက်ရှိလာပြီးတမုတ်ချုံရွာဘက်ကိုစစ်ကြောင်းထွက်လာစဉ်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်သူကစစ်ကြောင်းထွက်လာရင်းနဲ့ သမုတ်ချုံရွာနာမှာထွက်ပြေးလာပြီးတော်လှန်ရေးတပ်ရှိတဲ့နေရာကိုစုံစမ်းဆက်သွယ်လာတာပါ သူကပေါ်တာဆွဲခံရတာဟုံးမလင်းမှာရှမ်းနေတပ်ဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကို ပို့လိုက်တာလုံးလုံးဆယ်တော့ကျွန်တော်တို့တပ်ဖွဲ့ကငွေသိန်း20ကနဦးချိမြင့်ထားတယ် MOD ကချိမြင့်ငွေကြလာရင်လဲထပ်ပေးသွားမှာဖြစ်တယ်ကြံရှိနေတဲ့စစ်မှုထမ်းတပ်သားတွေလည်းအမြန်ဆုံးအလင်းဝင်ရပါလို့ပြောချင်ပါတယ်လို့ တနင်္လာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူက ပြောပါတယ်။အလားတူမန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာလည်းစစ်မှုထမ်းတပ်သားတဲ့တူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းနထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ16ရက်နေ့မှာနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဖက်မှစစ်မှုထမ်းအပတ်စဉ်15တပ်သားတူဟာနထိုးကြီး PDF ထံလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီး ြည်သူရင်ခွေခိုလှုံလို့တဲ့စစ်မှုထမ်းတပ်သားတွေကိုလည်းအလင်းဝင်ရောက်ကြဖို့နထိုးကြီး PDF ကဖိတ်ခေါ်ထားပါတယ်ရှင်။ရွှေကုတ်ကိုကကြားဖြန့်ကိုင်းတွေကိုပြက်နှိမ်နှင်းတော့မယ်လို့စစ်တပ်လက်အောက်ခံ BGF နိုင်မောင်စော်ကပြောပြမှာတယ်။အမေရိကန်နဲ့တရုတ်ဖိအားကြောင့်မဟုတ်ပဲ BGF ကကြားဖြန့်နှိမ်နှင်းဖို့ဆုံးဖြတ်တဲ့အချိန်နဲ့ဖိအားပေးချိန်တိုက်ဆိုင်မှုလို့ဆိုပါတယ်။ရွှေကုတ်ကိုမှကြားဖြန့်1000နဲ့2000ကြားရှိပြီးကြားဖြန့်များကိုလုံးဝမထားတော့ပဲ။ အမြင့်ပြတ်အပြီးနှိမ်နှင်းတော့မှာဖြစ်ကြောင်းအဲ့လိုနှိမ်နှင်းရမှာစစ်တပ်နဲ့ပူးပေါင်းပြီးနှိမ်နှင်းမှာဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖိအားရှိလာလို့မဟုတ်ပဲ BGF ကကြားဖြတ်နှိမ်နှင်းဖို့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာဖြစ်ကြောင်း၎င်းကဆိုပါတယ်ရွှေကုတ်ကိုနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခဲ့တာကဖွံ့ဖြိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲ့ဒီပေါ်မှာ နိုင်ငံသားတွေက သူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ ကဘာပေါ်မှာလိမ့်လည်မှုပြုတ်လောက်လာတယ်ဆိုတာကိုကျွန်တော်တို့အခုနောက်ပိုင်းမှတွင်တွေကြကြလေးသိလိုက်ရတာပါအဲ့ဒါကြောင့်အခုနေကဘာကြီးနဲ့အတူအိမ်ကြီးရဲ့နိုင်ငံနဲ့အတူကျွန်တော်တို့အစိုးရနဲ့အတူ plan A plan B plan C ရှိတဲ့နေရာမှာ plan B နဲ့ plan C ကိုပေါင်းပြီးတော့အပီးတိုင်းဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်လုံးဝပပျောက်တဲ့အထိရပ်ပိုင်းအတွင်းမှာ အပီးတိုင်းဖယ်ရှားရှင်းလင်းမယ်နောက်ထပ်ဆိုတာမရှိတော့ဘူးလို့ BGF နိုင်မောင်စော်ကပြောပါတယ်။ BGF ကကြားဖြတ်နှိမ်နှင်းမှုလှုပ်ဆောင်ရမှာကမ္ဘာကြီးရဲ့ဖိအားကြောင့်ဖြစ်ပြီးမြေတိနိုင်ငံရဲ့ဖိအားမှမရှိကြောင်းကြားဖြတ်များကြောင့်ကမ္ဘာပြည်သူများနစ်နာနေလို့အဲ့ဒီလိုလှုပ်ဆောင်မှုဆုံးဖြတ်ခြင်းဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။အရင်က Plan A B C ရှိတယ်အခုက B ကိုကြော်ပြီး C ကိုလုပ်မယ်။ကြားဖြတ်ကို အပိတ်နှိမ်နှင်းရမယ်အချိန်ရောက်ပြီ။အမေရိကန်ဖိအားကြောင့်မဟုတ်ဘူးတိုက်ဆိုင်မှုဖြစ်တာ။ လုတ်တဲ့လုတ်ထိုက်တာကိုလုတ်နေတာဒီဖွဲ့ကအလုတ်လုတ်ရမယ့်အချိန်ကို ရောက်လာလို့အလုတ်လုတ်တာဖြစ်တယ်တရုတ်ဖိအားလည်းမရှိဘူးလုတ်တဲ့လုတ်ထိုက်လို့လုတ်တာပါဝေလိန်ဂိုင်းဆိုတာကတကဘာလုံးရဲ့ဖိအားရှိတယ်တကဘာလုံးကပြည်သူတွေဖိအားရှိတယ်ကျွန်တော်တို့ကပြည်သူတွေနဲ့နေစဉ်နဲ့အမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကအဲ့ဒီလောက်ထက်ထဝင်ဝင်တေးသေးချာချာမသိခဲ့တာအခုနောက်ပိုင်းဒါကြီးကကြဲကြဲပြန့်ပြန့်ဖြစ်လာတော့မဖြစ်သင့်တော့ဘူးဆိုပြီးအထူးတပ်ဖွဲ့က မူလစီစဉ်ထားတဲ့အစီအစဉ်တွေကိုကျွန်တော်တို့နောက်ဆုံးအစီအစဉ်ကိုအကောင့်ထည့်ဖို့ဖို့စတင်လှုပ်ဆောင်တာဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ခြေကုပ်ကိုတည်ထောင်သူရှီချီချန်းကိုကြားဖြန့်ငွေလိမ်မှုများပါဝင်နိုင်ငံတကာရာဇဝတ်မှုများနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာ12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးတဲ့နောက်အမေရိကန်ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးကိုစီးပွားရေးပိတ်ပင်က ကြားဖြန့်တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။အဲ့လိုအခြေအနေများထွက်ပေါ်လာချိန်မှာ BGF နိုင်မောင်စောကကြားဖြန့်များလုံးဝအမြင့်ပြတ်နှိမ်နှင်းတော့မယ်လို့ထောက်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းစစ်တပ်ကရွှေကုတ်ကိုအတွင်းကို BGF နဲ့အတူ track ဖက်ဝင်ရောက်နေရာယူထားပြီး မကြာမီခေခေပတ်ကဲ့သို့ဟန်ပြကြားဖြန့်အရေးယူမှုများဆောင်ရွက်ဖို့ပြင်ဆင်နေကြောင်းကရင်စစ်ရေးတရင်မြစ်ကပြောဆိုပါတယ်။ ေကေပတ်လဲဒီလိုပဲဟန်ပြပဲလေဖြတ်တဲ့နေရဖြတ်တယ်မဖြတ်တဲ့နေရမဖြတ်ဘူးရှင်းရှင်းပြောရရင် နေရပြောင်းတဲ့သဘောပဲလူတိများတဲ့နေရကနေတောင်ရှားတွေတဲ့နေရတွေဆောက်ပြီးပြန်ရွှေ့နေကြတယ်လို့ကရင်စစ်ရေးတရင်မြစ်ကရှင်းပြပါတယ်ညဝရီမြို့နယ်မှာ ကြားဖြန့်စင်တာများကို BGF ဆော့ချစ်သူ DKB အပါဝင်စစ်တပ်နဲ့အဆင်ပြေတဲ့လက်နက်ကင်တပ်ဖွဲ့များကအကြီးအကျယ်လုက ାଇ နေကြခြင်းဖြစ်ပါတယ်ရှင် ပဲကိုတိုင်ပောက်ခေါက်မြို့နယ်မှာဆိုင်ကယ်၅စီးနဲ့အကင်းပတ်ဖို့ထွက်လာတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးဆိုင်ကယ်၂စီးနဲ့ခရံများသိမ်းဆီးရရှိကြောင်း၃၆၃၁တက်ရင်စစ်ထောက်လန်းရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်ပောက်ခေါက်မြို့နယ်တဲပင်ကျေးရွာမှာရှိတဲ့စစ်တပ်အထိုင်စခန်းမှာစစ်သားများဆိုင်ကယ်၅စီးနဲ့တာခေါက်ရွာဘော်ဒီကုန်းရွာနဲ့တိုက်ချောင်းရွာတို့ကိုကင်းပတ်ဖို့ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကတဲပင်ကျေးရွာနဲ့တိုက်ချောင်းရွာကြားမှာ ကင်းမုံဝစ်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့လိုတိုက်ခိုက်မှုတွင်ကျန်းဖက်စစ်တပ်ဖက်မှ3ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရပြီးကြီပေါက်တစ်ခုကြီးတချို့နဲ့ဆိုင်ကယ်2စီးတို့ကိုတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ပေါက်ခေါင်းမျိုးနဲ့တဲပင်ကျေးရွာစစ်ခွေထိုင်စခန်းကနေကင်းပတ်ဖို့ထွက်လာတဲ့ဆိုင်ကယ်5စီးပါစစ်ခွေ6កောင်ကိုကျွန်တော်တို့ရဲဘော်တွေကတဲပင်ရွာနဲ့တိုက်ချောင်းရွာကြားမှာကင်းမိုးဝစ်ပြီး လက်နက်ငယ်တွေမိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာစစ်ခွေးသုံးကောင်သေးပြီးတော့နှစ်ကောင်ဒဏ်ရာရတယ်ဆိုင်ကယ်နှစ်စီးနဲ့ခဲယမ်းတချို့လည်းတင်းစီရရှိတယ်လို့363ရက်တက်ရင်စစ်ထောက်လန်ရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်ဆိုပါတိုက်ခိုက်မှုကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတယ်363ရက်တက်ရင်တက်ခွဲငါကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြအောင်သိရပါတယ်ရှင် နောက်ထပ်သိရှိရတာကတော့နိုဝင်ဘာ16ရက်နေ့ကစပြီးမကွေးတိုင်းပေါ့မြုံနယ်မြောက်ပိုင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေတဲ့အတွက်ခြေရွာ28ရွာမှာပြည်သူ18000နီးပါးတောတောင်များတွင်ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါတယ်။ပေါ့မြုံနယ်အတွင်းကိုအများကြီးဆက်မှုနှစ်မှာထွက်လာတဲ့အင်အား200ကျော်ပါစစ်ကြောင်းသည်ပေါ့မြုံနယ်အရှေ့မြောက်ပိုင်းဆေးပင်ကြီးရွာနဲ့ကဘာပြူရွာနီးရောက်ရှိနေကြောင်းပေါ့မြုံနယ်ကပ္ပဆ24 လက်နက်ဆက်ရုံမှထွက်လာတဲ့အင်အား180ကျော်ပါစစ်ကြောင်းသည်ပေါင်မြုံနယ်အနောက်မြောက်ချမ်းချောင်းဆောင်ရွာနယ်မြင်းချောင်းရွာကိုရောက်နေကြောင်းပေါက်ကပ္ပစာ24လက်နက်ဆက်ရုံမှအင်အား200ကျော်ပါစစ်ကြောင်းသည်လည်းပေါင်မြုံနယ်မြောက်ပိုင်းရွှေဘုံသာပြူစောတိရွာမှတစဉ်စစ်ကြောင်းထိုးဝင်ရောက်လာပြီးခြိုင်ဆောက်အောက်စုရွာနီးကိုရောက်ရှိနေကြောင်းသိရပါတယ်။ဒါအပြင်ကျန်းဖက်စစ်တပ်ဟာပေါင်မြုံနယ်မြောက်ပိုင်းကိုလည်း နိုဝင်ဘာ16ရက်နေ့မနက်9:00နာရီကျော်ခန့်ကစပြီးဝိုင်းတွဲလေရင်နဲ့ဘုံ66လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒါအပြင်လေရင်ဆက်တက်လေထီးများနဲ့လည်းဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်အကြမ်းဖက်ဆက်တက်စစ်ကြောင်းများဟာအောက်တိုဘာ24ရက်နေ့ကထန်းတပင်ရွာကိုဆက်တက်လေထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ရေးရွာနေပြည်သူ၃ဦးသေဆုံးခဲ့ကြောင်း အောက်တိုဘာ29ရက်နေ့မှာရှားပင်ရေရွာ ဘိုးကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်ရွာမှအသက်40အရွယ်ကျော်ထွန်းနိုင်တို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းအလားတူနိုဝင်ဘာ17ရက်နေ့မှာလည်းဝက်ပုတ်ရွာအရှိဖုံးတော်ကြီးအကြောင်းအနီးမှာအသက်40အရွယ်အမျိုးသမီးတဦးနဲ့အသက်52နှစ်အရွယ်အမျိုးသားတဦးကိုလည်းထပ်မံတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးစစ်ကြောင်းကပေါ့မြုံနယ်ထဲကိုစစ်ကြောင်း၃ကြောင်းခွဲပြီးထိုးနေတာပြည်သူတွေလည်းရွာလုံးကျွတ်ထွက်ပြေးနေရတယ် မနေ့ကစပြီးတော့စစ်ခွေးစစ်ကြောင်းတွေက ပေါင်းမြုံနယ်ထဲမှာစုပြီးထိုးနေတာဖက်ပြင်းနေရတဲ့ပြည်သူတွေကတထောင်ကျော်တယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကလမ်းမှာတွေ့သည်။ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ထားတွေလည်းလုပ်နေတယ်လို့အညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်ရှင်နောက်ဆုံးသိရှိရတဲ့အကြောင်းအရာကတော့ချုပ်ချာအာနာပိုင်းပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကထပ်လောင်းပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်ကတင်ပြမဲ့ဆိုပြချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနေတန်ယာဟုကအခုလိုပြောဆိုခဲ့တာပါ။အမေရိကန်ရဲ့အဆိုပြုချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုးဖွင့်လှစ်ပေးနိုင်ခြင်းကိုထည့်သွင်းထားပါတယ်။ လက်ရာစွန်းအမျိုးသားရေးဝါဒီတူဖြစ်တဲ့နေတညာဟုကပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးဆိုတဲ့ကိစ္စကိုအစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။သူကပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းလာတယ်ဆိုတာဟာအကြမ်းဖက်အဖွဲ့အစည်းဟာမတ်ကိုဆုချလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းအစ္စရေးနိုင်ငံပိုင်နက်နာမှာဟာမတ်ကချဲ့လဲတဲ့ပိုပြီးကြီးမားတဲ့အနေမြေတစ်ခုပေါ်ထွန်းလာတာဒါဖြစ်နိုင်ကြောင်းဝေဖန်ထားပါတယ်။အမေရိကန်ရဲ့အဆိုပြုချက်မှာတော့ ဂါဇာမှာဒေသတည်ငြိမ်ရေးကုညီဆောင်ရှောက်မဲ့နိုင်ငံတကာတပ်ဖွဲ့တစ်ခု ဖြန့်ကျက်ရေးဆိုတာပါဝင်ပါတယ်။ဒါပေမဲ့ဟာမတ်စ်နဲ့တခြားပါလက်စတိုင်းဖွဲ့စည်းတွေကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာအစ္စရေးဘက်ကိုတိတိတသားယိမ်းနေပြီးပါလက်စတိုင်းတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကိုပိတ်ပင်ရရောက်နေတယ်လို့ဝေဖန်ထောက်ပြထားပါတယ်။နောက်ပြီးဂါဇာမှာတပ်ဆွဲထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေမှာ အစ္စရေးတွေလုံးဝမပါဝင်ဘူးနဲ့ကုလသမဂ္ဂရဲ့ ိုက်ရိုက်ကိုကဲမှုအောက်မှာရှိနေဖို့လိုတယ်လို့လည်းပါလက်စတိုင်းတွေကပြောပါတယ်။နေတညာဟုကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာဂါဇာမှာလက်နက်ဖြုတ်ယူတင်းစီရေးကိုပါတောင်းဆိုထားမှာဖြစ်တယ်လို့ပြောပါတယ်။ဟာမတ်စ်တွေဟာကျင်းတေပေါက်လက်နက်ဖြုတ်ယူတင်းစီခံရမှာဖြစ်ကြောင်းရွေးစရာကလွယ်တဲ့နီလန်လားခက်တဲ့လမ်းစဉ်လားဆိုတာကိုဟာမတ်ကဆုံးဖြတ်ရုံသာဖြစ်ကြောင်းသူက နိုဝင်ဘာ16ရက်နေ့ကအစိုးရအဖွဲ့အစည်းအဝေးမှာ မှတ်ချက်ပေးသွားပါတယ်။သူကပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးကိုဆန့်ကျင်တဲ့အစ္စရေးအစိုးရရဲ့ရည်တည်မှုဟာပြည်တွင်းပြပဘလို့ဖိအားပေးချိန်ချောက်မှုမျိုးကြောင့်မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။သူ့သဘောထားကို ပြောင်းလဲဖို့ဘသူစီကမှ တိုက်တွန်းတာသင်ကန်းစာပေးတာတွေမလိုဘူးလို့နေတန်ညာဟုက ပြောပါတယ်။ကနေဒါ၊ဗြိတိန်၊ဩစတြေးလျ၊ပြင်သစ်တို့လိုအစ္စရေးရဲ့အစင်အလာမဟာမိတ်နိုင်ငံတချို့က ပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်ထောက်ခံအသိမှတ်ပြုဖို့သဘောထားပြောင်းလဲလာတဲ့အချိန်နေတန်ယာဟုကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးလို့ယတိပြကြွေးကြော်ထားဆဲပါလက်တလုံးမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညှိနှိုင်းပေးထားတဲ့ဆိုပြုချက်တရက်ကိုလက်ခံပြီးအပြစ်အခက်ရက်စဲထားကြပါရဲ့ရှင် အခုတင်ပြသွားတဲ့လေးတွေကတော့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာသိရှိရတဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။အခုလိုထူးခြားဖြစ်စဉ်လေးတွေကိုကျမတို့ BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာများကိုနားထောင်နိုင်မှဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Daily Report ကိုနားထောင်ကြတဲ့တဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။